ဒီဘင်းမျိုးနဲ့အိုတိန်တွင်းရွာမှာအန်ဘေးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်သတင်းထူးသတင်းကောက်တွေကိုတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြုတော့ဆိုရှင်ပါတယ်စစ်တပ်ကစာတင်ကြောင်းကိုယူရရှိရှိတက်မင်္ဂလာကိုဘုံကျဲတာဆရာမ2ယောက်နဲ့ခလေးအယောက်20စုစုပေါင်း22ယောက်တည်သုံးသွားတယ် ဒါရရတဲ့သူတွေက40ကျော်ရှိတယ်။အများကြီးပဲเนาะဒီဘေးမြို့နယ်အိုတိန်တွင်းရွာမှာအဲ့တော့ဒီကနေ့ဒီဘေးရွာဒီဘေးမြို့နယ်အိုတိန်တွင်းရွာရဲ့ဖြစ်ဟာတကယ်ကိုအဖြစ်ဆိုးကြီးပဲဗျာ။ဟောတဏှာညာတမှုကင်းမဲ့တဲ့လောက်ရဲ့ပေါ့ စစ်ကောင်စီကိုဘုံဘုံတို့ပြောเสียရစကားလည်းမရှိတော့သူတို့ကိုပြောလဲဘာမှဖြစ်မှာမဟုတ်အချက်အကျောက်လည်းမရှိတော့ဘူးတရားညတ်တတ်မှုလည်းမရှိတော့ဘလောက်ပြောပြောဘလို့စကားတွေပဲတုံတုံသူတို့ကိုပြောလို့မနိုင်တော့ဘာဖြစ်လို့လဲသူတို့ရဲ့ဒီယုံမာမှု အကြက်ဖက်မှုတွေကိုရှက်တယ်လို့ကြောက်တယ်လို့ရှိမှမရှိတာဗျာနေ့စဉ်နေ့တိုင်းပုံကျင်အဲ့တော့ပြောလို့ပါထူတော့ပါအဲ့တော့ပြည်သူတွေကိုသိသိကျင်တာကဒီကနေ့ဒီပရင်အိုတိန်တွင်းရွာကိုစစ်တပ်ကပုံကျဲတယ်စစ်တပ်ကဒီပရင်ဆိုတော်တော်မုန်းတယ်ပေါ့နော်ဘုန်းတို့ဝိပပြည်သူတွေတတိထားမိတာမသိမေစုကိုလှုပ်ကြံခဲ့တာဒီပရင်ရေခင်းဆိုတာလေ စစ်တပ်ကဒီဘရင်ကိုတော်တော်မုန်းတယ်ဒီဘရင်ကိုတော်တော်မုန်းတယ်အဲ့တော့ဒီဘရင်အိုတိန်တွင်းကြီးပါကိုစစ်တပ်ကဒီကနေ့ခလေးတွေရဲ့စာတင်ကြောင်းကိုဘုံကျဲတယ်ခလေးအယောက်20နဲ့ဆရာမ2ယောက်သေးသွားတယ်ပေါ့နော်ဒဏ်ရာတဲ့သူက40တောင်ကျော်တယ်တကယ်စိတ်မကောင်းဘူးပေါ့ဗျာစာတင်ကြောင်းကိုတမန်တကာဘုံကျဲတာပေါ့ဗျာအခုလက်ရက်ကုန်း လက်ရကုံကြီးရွာတို့ပဇီကြီးရွာတို့နောက်စီပါရွာတို့ဆိုတာကြားဖို့မှာပေါ့နော်ပြောစရာစကားလည်းမရှိတော့ပါဘူးဒါပေမဲ့ပြည်သူကိုတည်တည်ကျင်တာကတော့ရိုးရိုးလေးပါပဲနော်ရိုးရိုးလေးပါပဲနောက်ဒီကနေ့ပဲဗျာစကိုင်းတိုင်း6ဦးမြို့နယ်အလဲပိုင်းနော်စကိုင်းတိုင်း6ဦးမြို့နယ်အလဲပိုင်းကိုလေချောင်းနဲ့ပုံကျဲတာပြည်သူ2ယောက်သိပြီးတော့9ယောက်တိုင်းရတယ် ပြည်သူ၂ယောက်တည်ပြီး၅ယောက်တန်းရတယ်ဒါစကိုင်းတိုင်း6ဦးတော့စကိုင်းတိုင်းမြောက်ပိုင်းကတ္တာခရိုင်မော်လူးမြို့ကိုဖုံးကျဲတယ်ပြည်သူ၂ယောက်တည်ပြီးတော့9ယောက်တန်းရတယ်ဒါဒီကနေ့တရက်သေးပဲဖုံးကျဲတာနော်စကိုင်းတိုင်းမော်လူးကိုဖုံးကျဲတယ်စကိုင်းတိုင်း6ဦးကိုဖုံးကျဲတယ်စကိုင်းတိုင်းဒီပိုင်းကိုဖုံးကျဲတယ်ဟော စုစုပေါင်းဒီကနေ့တရက်ထဲကိုပြည်သူ40လောက်သေပါတယ်ဗျာเนาะပြည်သူ40လောက်သေပါတယ်နောက်တစ်ခုက စကိုင်းတိုင်းချောင်းမြို့နယ်သုံးပန်လာကျေးရွာမှာပြုလုပ်နေတဲ့အလှပွဲကိုဘုံကျဲတာနော်သုံးပန်လာကျေးရွာမှာလုပ်နေတဲ့အလှပွဲကိုဘုံကျဲတာမောင်ရှင်လောင်းဖခင်ဖြစ်သူအပါဝင်အမျိုးသားတော့ရောက်တည်သွားတယ်မောင်ရှင်လောင်းရဲ့ဖခင်ဖြစ်သူရဲ့နော်စုစုပေါင်းအမျိုးသားတော့ရောက်တည်သွားတယ်အလှတက္ကမနဲ့နားထွင်းတဲ့တမိငယ်ကတိုင်းရအပြင်းထန်ရသွားတယ် တော့နောက်တစ်ခုကကချစ်ပြည်နယ်ဘံပေါ်မြို့ပေါ်ဖုံကြီးเจ้าမှာစပေးချောင်ခိုးလုံနေတဲ့ပြည်သူတွေကိုစစ်တပ်ကဘုံကျဲတာအဲ့ဒီဗီဒီယိုဖိုင်ကိုလည်းတွေ့ပြီးလောက်ပြီလို့ထင်ပါတယ်ဘောနော်15ဦးသေပြီးတော့30ကျော်တန်ရတယ်ဒါလည်းသိမကြသေးဘူးဒါကလည်းဒီတရက်နှစ်ရက်အတွဲပါပဲနော်နောက်တစ်ခုကဇဂိုင်းတိုင်းဝက်လက်မြို့နယ် အတွင်နေရ၅ခုကိုဘုံကျဲတာပြည်သူ၁၂ယောက်သေသွားတယ်၉ယောက်နော်၉ယောက်ထိုင်ရတယ်ဒါဝက်လက်မြို့နယ်ကိုဘုံကျဲတာပေါ့ပြည်သူ၁၂ယောက်သေပြီးတော့၉ယောက်ထိုင်ရတယ်ဒီတစ်ပတ်အတွင်းကိုဘုံကျဲတာကိုယာကနန်းနီဘသေတယ်ပေါ့နော်နောက်စေကူးမြို့နယ်ကြည်တော့ပေါ့ရွာနဲ့တပည့်ချင်းမြို့နယ်ဇေယကွင်းကြီးရွာကိုဘုံကျဲတာခလေး၂ယောက်ပါဝင် ပြည်သူ6ယောက်သေဆုံးတယ်ဗျာနောက်တစ်ခုကဘကိုးတိုင်းမူးမြို့နယ်အတွင်းကျေးရွာတွေကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တယ်လက်နက်ကြီးနဲ့ပစ်ခတ်တယ်ပြည်သူတယောက်သေသွားပြီးတော့ရွာရီမီးလောက်ကုန်တယ်ပေါ့တော့ပြည်သူတယောက်သေပြီးတော့ရွာရီမီးလောက်ကုန်တယ်နောက်တစ်ခုကမွန်ပြည်နယ်ကြိုက်ဆုံမြို့နယ်ဝင်းကန်ကျေးရွာကိုစစ်တပ်ကဖုံးကျဲတာ နေအများပြားမီးလောင်ပြီးတော့ပြည်သူနှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။နောက်တစ်ခုကမန္တလေးတိုင်းစစ်ကူးမြို့နယ်စိုက်ကင်းကျေးရွာကိုစိုက်ကွေးကျေးရွာကိုလေရင်နဲ့ပုံကြတာပြည်သူနှစ်နှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ပြီးတော့ရွာတွေမီးလောင်။နောက်မကွေးတိုင်းကံကောမြို့နယ်ခလာရ90တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများက လေမရွာကိုစစ်ကြောင်းထိုးပြီးတော့လူငယ်၁၁ယောက်ကိုတတ်သွားတယ်စစ်ကြောင်းထိုးပြီးလူငယ်၁၁ယောက်ကိုတတ်သွားတာကဲစစ်စားကြည့်နော်ဒီတစ်ပတ်သေတာတွေမနေဘူးပဲခါလာရ50တရင်ကလေမရွာကိုစစ်ကြောင်းထိုးတာလူငယ်၁၁ယောက်ကိုတတ်သွားတယ်ပြည်သူ20ကျော်ကိုတစားခံဖမ်းဆီးသွားတယ်

်9ယောက်တန်းရတယ်နောက်တစ်ခုကကင်းရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်အကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်လှိုင်ကွယ်ကျွော်ကဆေးရတော့လှိုင်ကွယ်ပေါ့နော်လှိုင်ကွယ်ကျွော်ကဆေးရတော့ဥဒုဇာတပြန်လွန်တော်မူသွားတယ်ဟောဘုံကြီးတစ်ပါးပြန်လွန်တော်မူသွားတာပေါ့နော်နောက်တစ်ခုက တပိတ်ချင်းရေထွက်ရွာကိုစစ်တပ်ကပုံကျဲတယ်။တပိတ်ချင်းနဲ့စစ်ကူကိုနေ့တိုင်းလိုပုံကျဲတာ။နေ့တိုင်းလိုပုံကျဲတပိတ်ချင်းနဲ့စစ်ကူကိုနေ့တိုင်းလိုပုံကျဲတယ်။ပြည်သူတယောက်သိဆုံးပြီးတော့၉ရောက်တော့တိုင်းရတယ်။နော်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်နဘဲမြေကျေးရွာဖုံးကြီးကျောက်ကိုစစ်တပ်ကဘာတိုက်ပွဲပဖြစ်ချင်းမရှိဘဲနဲ့ပုံကျဲတာ။ဈေးဒီဒီပြိုကျသွားတယ်ဖုံးကြီးကျောက်ပြက်စီးသွားတယ်ပေါ့နော်။ ဇေဒီလေးပြောကြရင်ဘုန်းကြီးရောက်ပြည့်စည်သွားတယ်နောက်တစ်ခုကနောင်ချုံမြို့ကိုအစိမ့်ငွေဘုံနေနဲ့ဘုံကျဲတာဟောအစိမ့်ငွေဘုံတွေလည်းဘုံကျဲတယ်လက်နက်ကြီးနဲ့လည်းပြစ်ခတ်တယ်နောင်ချုံနောင်ချုံကလေးများပါဝင်ပြည်သူ၄ယောက်တည်ဆုံးသွားတယ်အစိမ့်ငွေဘုံနေနဲ့လည်းဘုံကျဲတယ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တယ် နောက်ကျုံမှာခလေးတယောက်ပါဝင်ပြည်သူ၄ယောက်တည်ဆုံးတော့တယ်။နောက်မကွေးတိုင်းစောမြို့နယ်ကြောက်ထုမြို့ထဲကိုဆောက်လို့ရပစ္စည်းတွားဝယ်တဲ့ဦးစင်းတပတ်နဲ့ဒရကာတယောက်ကိုစစ်တပ်ကဖမ်းဆီးပြီးတော့နှိပ်စက်ညှင်းဆဲတာဦးစင်းတပတ်ကပြန်လွတ်တော်မူသွားတယ်။ဒရကာတယောက်ကမသိယုံတမဲပဲဒရကာအပြင်းထန်ရသွားတယ်ပေါ့ နောက်တစ်ခုကမန္တလေးတိုင်းကြောက်ပရောင်းမြို့နယ်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြည်သူတယောက်ကိုလယ်လီတက်ဖြတ်သွားတယ်။နောက်ထမ်းတတ်နေတဲ့ပြည်သူတယောက်ကိုလည်းပဲပြစ်တက်သွားတယ်။ဟောထမ်းပေပေါ်မှာထမ်းတတ်နေတဲ့သူကိုလည်းပြစ်တက်သွားတယ်။နောက်လမ်းမှာတွေ့တဲ့ပြည်သူတယောက်ကိုလည်းလယ်လီပြီးတော့ကိုတက်ဖြတ်သွားတယ်ဗျာ။ဒါကကြောက်ပရောင်းမှာပေါ့နော်။ တော့ကမကွေးတိုင်းပခုတ်ကူမြို့နယ်မီးသေးမီးသွေးကန်ကြေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာအသက်နှစ်နှစ်ခွဲရွယ်ကလေးជីထိမှန်ပြီးတော့ဗိုက်ပေါက်ပြီးတေဆုံးသွားတယ်နော်မိခင်ဖြစ်သူအပါဝင်ပြည်သူ၃ဦးကဒဏ်ရာသွားတယ်ဟောပခုတ်ကူမြို့နယ်မီးသွေးကန်ကြေးရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာအသက်နှစ်နှစ်ခွဲအရွယ်ကလေးဗိုက်ပေါက်ပြီးတော့ တိတ်ဆုံးသွားတယ်မိခင်နဲ့ပြည်သူသုံးခုကဒဏ်ရာအပြင်းထန်ရသွားတယ်အန်ဒီကနေ့ဒီပဲရင်အိုတိန်တွင်းရွာကိုဘုံကျဲတာနဲ့ပတ်သက်ပြီးတော့အယူကြီးကထုတ်တဲ့စာကိုဖကိုဖတ်ပြပြီးတော့စာတင်ကြောင်းများကိုပြင့်မှတ်ထားတိုက်ခတ်ခြင်းနဲ့ပတ်သက်ပြီးတော့ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တဲ့ IUG ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်ကျူးလွန်သူများပူပေါင်းပါဝင်သူများအားလုံးကိုထိုက်ရိုက်တဲ့အရေးယူပြစ်ပေးသွားမယ်ဟောဒါ IUG ကထုတ်ပြန်တဲ့စာပေါ့နော်ကျူးလွန်သူများပူပေါင်းပါဝင်သူများအားလုံးကိုထိုက်တိုက်တန်တန်အရေးယူပြစ်ပေးသွားမယ် အပြစ်ပေးတာကနောက်မှလေပြည်သူတွေသေသွားတာကအရင်လေဗျာအပြစ်ပေးတာကနောက်မှနော်ဒီနေရာမှာဖဖို့တခုအကြံပြုကျင်တာကလေးနဲ့ဘုံကျဲခံရတာအခုမှအထူးဆိုင်လည်းမဟုတ်ဘူးလေးနဲ့ကြော်နေပြီလေးနဲ့ကြော်နေပြီလေးနဲ့ဘုံကျဲခံရတာနော်အခုမှအကျဲခံရလို့ပထမဆုံးမှလို့ ဘာမှမသိသေးလို့မကာကွယ်တတ်ဘူးဆိုရင်တဖိုးဖိုးတို့နားရပေးလို့ရတယ်။ဟောကွက်လေးနဲ့ဖုံးကျတာလေးနှစ်ရှိသွားပြီ။လေးနှစ်ရှိသွားပြီ။ဟိုတခါလာလဲစာထုတ်တခါလာလဲစာထုတ်။ဟိုကုလသမဂ္ဂစာထုတ်တာကိုဖိုးဖိုးတို့စိတ်မဝင်စားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကုလသမဂ္ဂစာထုတ်တာလည်းဘာမှမပို့ဘူးလေ။တော့အမေရိကန်ပဲဖြစ်ဖြစ် ဥယောပါကပဲဖြစ်ဖြစ်စာထုတ်ဒါသူတို့နဲ့မဆိုင်ဘူးလေမဆိုင်ဘူးသူတို့ကအများဆုံးစာပဲထုတ်မှာဒါဖို့ဖို့ခဏခဏပြောတယ်နော်ဟိုတို့အာနာသိမ့်ပြီးဂါဇာကတော့ကဖိုးလာပဲရေရှင်မှာသမင်းစီစံရွှေလင်ဘက်ကို တောင်းတယ်လို့ပဲရမလားရမလားနဲ့ရန်နှုံးနှုံးနဲ့တောင်းကြည့်တာတကယ်တမ်းနိုင်ငံရေးကိုနားလေသွားတဲ့အချိန်မှာ ဘယ်နိုင်ငံကမှအကူအညီမရနိုင်ဘူးဆိုတာဘုဖို့တို့ဒါတိသွားပြီနိုင်ငံရေးကိုနားလည်သွားတဲ့အချိန်မှာတိသွားပြီအခုခလေးတွေဘုံကျဲခံရတယ်ဘုဖို့တို့မိဘပြည်သူတွေကဘာကြီးကအကူအညီမထင်သလားစိတ်ပူမထင်သလားဟိုမှာရုရှားကယူကရိန်းကိုဘုံကျဲတာအများကြီးသိတယ်အများကြီးသိတယ် ကဲသူတို့ဘာဘာလုပ်လဲဘာမှမတက်နိုင်ဘူးမလားရုရှားကယူကရိန်းကိုပုံကျင်တာအများကြီးတည်ဟောနောက်အစ္စရေးကအခုပါလက်စတိုင်းကိုပုံကျဲတယ်ဂါဇာကိုပုံကျဲတယ်လက်ဗနွန်ကိုပုံကျဲတယ်နော်ဒါအစ္စရေးပုံကျဲတဲ့နေရာတွေနော်ပါလက်စတိုင်းဂါဇာလက်ဗနွန်အဲ့ဒီမှာစေယုံတွေစာတင်ကြောင်းတွေခလေးတွေအပြစ်မဲ့ပြည်သူတွေ ယာနဲ့ကြည့်ပြီးတော့သိတယ်။ကဘာကြီးဒီတိုင်းလက်ပိုက်ကြီးကြည့်နေတာဘာမှမတက်နိုင်ဘူး။ပြောကျင်တာကကဘာကြီးဆိုတာကဒစိမ့်ပြတော့ဖဖို့တို့မြန်မာနိုင်ငံမှာရှိတဲ့သူတွေတော်မှတစိမ့်လိုနေနေတဲ့သူတွေအများကြီးအခုမဲအောင်လိုက်စစ်မှုထမ်းလို့ဆိုပြီးတော့စစ်မှုထမ်းခိုင်းလို့ဆိုပြီးတော့ထိုင်းနိုင်ငံကိုထွက်ပြေးလာကြတယ် ထိုင်းရောက်တော့ကိုယ်နဲ့မဆိုင်သလိုနေနေတဲ့သူတွေအများကြီးပဲဒါမြန်မာနိုင်ငံသားအချင်းချင်းတော့ကို့မြန်မာနိုင်ငံသားအရင်ခောက်ခောက်ကတော့မှမရောက်လိုက်ဒုက္ခပြီးလို့ထိုင်းရောက်လာတော့တော့မှကိုယ်နဲ့မဆိုင်သလိုနေကြတဲ့သူတွေအများကြီးပဲဟိုကကဘာကြီးကဘာကြီးဆိုတာပိုလို့တော့မဆိုင်သေးတယ်ကဘာကြီးဆိုတာပိုလို့တော့မဆိုင်သေးတယ် เนาะအဲ့တော့တခါလာလဲစာတို့တခါလာလဲစာတို့တခါလာလဲကဘာကြီးကိုအကူကြီးတောင်းတခါလာလဲကဘာကြီးကိုဒါတွေကအလုံးမဖြစ်ဘူးအလုံးမဖြစ်ဘူးเนาะတော်လိုင်းအစတုန်းကတော့ကဘာကြီးကိုအကူကြီးတောင်းတာတို့စာထုတ်တာတို့ကဟုတ်နိုးနိုးပဲဗျာကွာတော်လိုက်လေးနှစ်ကျော်ပြီလေအဲ့လေးနှစ်ကျော်ပြီဆိုတာစာထုတ်တာတွေကအတော့ဝင်တော့ဘူး နော်အဲ့ဒါဒီကပြောချင်တာအန်တိတ်ဖြစ်သွားပြီဒိတ်အောက်သွားပြီစာထုတ်တာတွေအသုံးမဝင်တော့အဲ့တော့ဒီအသုံးမဝင်တော့တဲ့ဟာဒီကိုနီလန်ဟောင်းကြီးတွေဖုန်းလို့ဘာလို့သုံးတော့မလဲနော်ဖုန်းနီလန်ဟောင်းကြီးတွေဖုန်းဖို့တော့မသုံးတော့ဘူးလေဥပမာဆိုကြပါတို့လူတစ်ယောက်ကဒီနီလန်ဟောင်းကြီးနဲ့ပဲသူစ조사တယ်ဆိုရင်ဒီနီလန်ဟောင်းကြီးကမအောင်မြင်ဘူးဆိုရင်တခြားနီလန်ကိုစဉ်းစားရမယ်လေနော်တခါလာလဲဒီနီလန်ဟောင်းကြီးတခါလာလဲဒီနီလန်ဟောင်းကြီး ဒီနီလန်ဟောင်းကြီးကအလုံးမဖြစ်ပါဘူးဆိုမှတခြားနီလန်ပြောင်းပြီးစဉ်းစားတာလည်းမရှိဘူးเนาะအခုအယူဂျီပညာရေးဝန်ကြီးဌာနကနိုင်ငံတကာအတိုင်းဝိုင်းနေဖြစ်လဲတဲ့ထိရောက်အကျိုးရှိသောတားစီအေးအေးယူမှုများကိုဆောင်ရွက်ပါတဲ့ဟောဆောင်ရွက်ပေးပါပေါ့เนาะဆောင်ရွက်ပေးပါတခါလာလဲနိုင်ငံတကာတခါလာလဲနိုင်ငံတကာဟိုမှာအစ္စရေးကပါလက်စတိုင်းဂါဇာ လဗနွန်မှာဆေးရုံနေစားသင်ကျောင်းတွေကိုဘုံကျဲတာခလေးတွေအပြစ်မဲ့ပြည်သူတွေတေးတာအများကြီးပဲကဘာကြီးဘာမှမလုပ်ပေးနိုင်ဘူးဘာမှမလုပ်ပေးနိုင်အဲ့တော့မဲအောင်လည်းကတခါလာလဲဘုံကျဲတယ်ကဘာကြီးကိုတန်းတတယ်စာထုတ်တယ်မဲအောင်လည်းကတခါလာလဲဘုံကျဲတယ်ကဘာကြီးကိုတန်းတတယ်စာထုတ်တယ်ဟောမဲအောင်လည်းကဘုံကျဲတယ်တခါလာလဲကဘာကြီးကိုတန်းတတယ်ဒါနဲ့ကိုမပြီးတော့ မဲရောက်လိုက်ဘဲချေးပဲဘုံကျဲကျဲကဘာကြီးကိုတန်းတပြီးစာထုတ်တယ်အဲ့ဒီစာကိုကဘာတော့မြင်မှာမဟုတ်သိမှာတော့မဟုတ်အဲ့ဒီစာကိုကဘာကမြင်လည်းမမြင်ဘူးသိလည်းမသိပြောချင်တာကကဘာကြီးကိုအားကိုးတာကတော်လောက်ပြီကဘာကြီးကိုအားကိုးတာတော်လောက်ပြီအခုကစစ်ဖြစ်နေတာလေဗျာကစားနေတာမဟုတ်ဘူးတော့ဟိုလာတာတာညာအခါ ကစားမလားနားမလားကစားနေတာမဟုတ်ဘူးဗျာနော်လာတော်တော်ညအခါကစားမလားနားမလားကစားနေကြတာမဟုတ်ဘူးစစ်တိုက်နေကြတာအဲ့တော့စစ်တိုက်နေကြတာဖြစ်တဲ့အတွက်ကြောင့်ခလေးတွေကိုဘာကြောင့်ဒီစာတဲ့ကြောင်းတွေမှာစာတင်ပေးနေတာလဲစဉ်းစားကြည့်နော်ဖဖို့လိုက်ကိုကြည့်တယ်မိဘပြည်သူတွေဆိုရင်သိတယ်ဖဖို့အမဲပြောတယ် စာတင်ကြောင်းစေယုံစေခံဖုန်ကြီးကြောင်းဘာသာရေးအဆောက်အဲ့ဒီ၅နေရာမှာမနေနဲ့တော့အဲ့ဒီ၅နေရာကိုပဲစစ်တပ်ကဘုံကျဲနေပါတယ်ဘုံကျဲနေပါတယ်လို့ဖဖို့နေ့တိုင်းပြောတယ်နော်ဖဖို့ပြောခဲ့တာကြာပြီနော်အခုဒီကနေ့ဒီဘေးရေးမှာဘုံထက်ကျဲခံရမှာဖဖို့ထပြောတာမဟုတ်ဘူးနော်ဖဖို့ပြောခဲ့တာကြားလာနေပြီ เนาะပြည်သူတွေစစ်ပေးဆောင်တွေစာတင်ကျောင်းတွေမှာမနေပါနဲ့ဆေးရုံတွေမှာမနေပါနဲ့ဆေးပေကတိမှာမနေပါနဲ့ဘုံကြီးကျောင်းတွေမှာမနေပါနဲ့ဘာသာရေးအဆောက်အဦတွေမှာမနေပါနဲ့အခုမဲအောင်လိုက်ဘုံကျဲတဲ့သတင်းတွေကိုကြည့်လိုက်မဲအောင်လိုက်ဘုံကျဲတဲ့သတင်းကိုကြည့်လိုက်စာတင်ကျောင်းကိုဘုံကျဲတယ်ဆေးရုံကိုဘုံကျဲတယ်ဆေးပေခန်းကိုဘုံကျဲတယ်ဘုံကြီးကျောင်းကိုဘုံကျဲတယ်ဘာသာရေးအဆောက်အဦတွေကိုဘုံကျဲတယ် ကြည့်လိုက်ကြည့်လိုက်မယုံကြည့်လိုက်မယုံရင်ဘုံကျဲခံရတဲ့သတင်းတွေကိုပြန်ဖတ်ကြည့်လိုက်စေယုံစေကံစာတင်ကြောင်းဘုံကြီးကြောင်းဘာသာရေးအဆောက်အဦအဲ့ဒီ900နဲ့လွတ်တဲ့နေရာမရှိဘူးနေ့တိုင်းဒီ900ကိုပဲဘုံကျဲနေရညောနေ့တိုင်းစစ်တပ်ကဒီ900ကိုပဲအဲ့တော့ပြောချင်တာကအခုက၄နှစ်ကျော်နေပြီလေ မဲရောက်လိုက်ဒီလောက်ဘုံကျဲနေတာလीမဲရောက်လိုက်ဒီလောက်ဘုံကျဲနေတာ၄နှစ်ကြောနေပြီအဲ့တော့ပြည်သူတွေခလေးတွေကိုဘယ်နှားမှာရှိတဲ့နဲ့ဘယ်နှားမှာမရှိတဲ့ဘူးဆိုတာကဒါခေါင်းဆောင်လုပ်တဲ့သူတွေစဉ်းစားရတော့မှာလीဗျာခေါင်းဆောင်လုပ်တဲ့သူတွေစဉ်းစားရတော့မှာ ုတ်တယ်ဗလားအခုဘုံကြက်ခိုင်းတဲ့တရင်တွေကိုလိုက်ဖက်ကြည့်လိုက်တခါလာလဲစာသင်ကျောင်းတခါလာလဲစေယုံတခါလာလဲစေပေခန့်တခါလာလဲဘုံကြီးကျောင်းတခါလာလဲဘာသာရေးအဆောက်အဦအဲ့တော့ပြောကျင်တာကဖဖုံးတို့ကပြောလို့ပဲရတယ်ဖဖုံးတို့ကအာရာရှိတဲ့သူမဟုတ်ဘူးနော် ဖဖို့တို့ကအစိုးရတာဝန်ယူထားတဲ့သူမဟုတ်ဘူးဖဖို့တို့ကလက်တံခြေတံမရှိဘူးအယူကြီးကကြတော့သူကလက်တံခြေတံရှိတယ်ဥပမာဆိုကြပါစို့အခုဒီပင်းရင်ပဲဖြစ်ဖြစ်ရွှေဘိုကိုပဲဖြစ်ဖြစ်အယူကြီးကသူတို့တချက်ကလေးပဲပြောလိုက်လို့ရအေးမင်းတို့ဒီပင်းရင်တစ်မျိုးနယ်လုံးမှာ ပတ်သုံးလုံးနေခလေးတွေကိုဆေးရုံဆေးကန်းစတဲ့ကြောင့်ဖုံးကြီးကြောင့်ဘာသာရေးအဆောက်အဦမှာမင်းတို့မထားနဲ့စာမတင်ရဘူးလို့ဖဖို့မပြောဘူးစာတင်ဒါပေမဲ့စာတင်ကြောင်းတွေမှာမတင်နဲ့တော့အညာဒေသမှာတစ်ပင်နေရှိတယ်အဲ့ဒီတစ်ပင်အောက်ဒီမှာတင်ပြီးရင်ပုံခုကျွေးတွေတူထားနော်ဟိုမှာဗီယက်နမ်နဲ့အမေရိကန်စစ်ဖြစ်တယ် အမေရိကဆိုတာကမ္ဘာအင်အားကြီးဆုံးနံပါတ်1ပြစူပါပါဝါနော်အင်အားအကြီးဆုံးအမေရိကလောက် BNN ကိုဘုံကျဲတာအမေရိကန်ပဲရှိတယ် BNN တွေဘလို့အသက်ရှင်ခဲ့တယ်ဒီတိုင်းကြီးစာထုတ်လို့အသက်ရှင်ခဲ့တာမဟုတ်ဘူးနိုင်ငံတကာကိုကွန်ဂျီတောင်းလို့အသက်ရှင်ခဲ့တာမဟုတ်ဘူး BNN တွေစာမထုတ်ခဲ့ဘူးနိုင်ငံတကာကိုကွန်ဂျီမတောင်းခဲ့ဘူး အမေရိကန်ဘုံကျဲတာကိုဘီအန်အန်နေဘလို့အသက်ရှင်ခဲ့တယ်ဘလို့ကာကွယ်ခဲ့တယ်ကျဲစံဘုံကျဲစလောက်ကျဲစံဘီအန်အန်နေပုတ်ခုချင်းတွေတူထားတယ်ပြီးတော့သူတို့လူစုလူဝေးတွေမလုပ်ဘူးဟမ်လူစုလူဝေးတွေမလုပ်ဘူးပုတ်ခုချင်းတွေတူထားတယ်လာအမေရိကန်ဘုံလာကျဲပြီဆိုတာနဲ့သူတို့ကမြေကြီးထဲဝင်ပြေးကြတယ်ဘီအန်အန်နေက အခုကတော်လဟေးက၄နှစ်ကျော်နေပြီအယူကြီးကတခါလာလဲစားထုတ်တယ်တခါလာလဲနိုင်ငံတကာကိုကူညီတောင်းဟာအဲ့ဒီနိုင်ငံတကာကိုကဘုံကျဲနေတာလीဟိုမှာအစ္စရေးကကိုကဟာမတ်ဟစ်ဘိုလာပါလက်စတိုင်းဂါဇာလက်ဘနွန်ကိုဘုံကျဲနေတာလीအဲ့ဒီအစ္စရေးဘုံကျဲတာအမေရိကန်လည်းပါတယ်အမေရိကန်ကိုယ်တိုင်ကိုကယီမင်ကိုဘုံကျဲနေတယ်လीအ အမေရိကန်ကိုယ်တိုင်ရီမင်ကိုဘုံကျဲနေတယ်ဒီစဉ်းစားကြည့်နော်အဲ့အဲ့ဒီကဘာကြီးကဟိုကသူတို့လည်းဘုံကျဲနေတာပဲဒီမင်းအောင်လိုက်ဘုံကျဲတာကိုသူတို့လည်းစိတ်ဝင်စားဘူးဒါပေမဲ့သူတို့ဒီလူမှုရေးအရာစာထုတ်ခြင်းထုတ်လိုက်မယ်အဲ့ဒီစာထုတ်တယ်ဆိုတာလည်းလူမှုရေးအရာထက်မကောင်းတတ်လို့စာထုတ်ထားတယ်ဘာမှမပေါ်ဘူးအဲ့တော့ဖဖို့တို့ကဒီ တခါလာလဲကဘာကြီးတခါလာလဲကဘာကြီးကိုတော်ပြီတော်ပြီအဲ့ဒါတော်ပြီပြောချင်တာရိုးနေပြီတော်ပြီ